င်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေဒီနေ့လည်းကဒရင်နေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစကိုင်းငလင်းကြီးလောက်ခတ်သွားတာဟာတလပြည့်ခဲ့ပြီဖြစ်ပေမဲ့ငလင်းတန်းတဲ့ပြည်သူတွေအတွက်နိုင်ငံတော်အစ်စ်အနေနဲ့ထိရောက်တဲ့အခုကြီးတွေမရပဲပြည်သူတွေဟာကိုထူကိုထနဲ့သာရှင်သန်ရပ်တည်နေရတယ်ဆိုပါတယ် တင်းဆိုင်တိုင်းတဝဲမြို့နယ်ကရေးတဝဲအမှတ်ရှိပြည်တော်စုလမ်းမပေါ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့ဟာလီကွက်တက်စကန်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွေ့ဇေကောင်စီတပ်သား16ဦးကိုလက်နက်16လက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားတာဟာတလပြည့်ခဲ့ပြီဖြစ်ပေမဲ့ ငလင်တန်တဲ့ပြည်သူတွေအတွက်နိုင်ငံတော်အစ်စ်အနေနဲ့ထိရောက်တဲ့အကူအညီတွေမရဘဲကိုထုကိုထနဲ့သာရှင်သန်ရက်တီနေရတယ်လို့စကိုင်းနဲ့မန္တလေးဒေသခံပြည်သူတို့ချုပ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကြတော့ရန်ကုန်ခေတ်တစ်ကနေဆက်သွဲမေးမြန်းတဲ့အချိန်စကိုင်းနဲ့မန္တလေးမှာရှိတဲ့ငလင်တန်တဲ့ဒေသခံပြည်သူအယောက်20ကအတိအသိဖြစ်ဆိုထားကြတာပါ။လက်ရှိအချိန်ထိမန္တလေးနဲ့စကိုင်းမြို့မှာငလင်တန်ကြောင့်ပျက်စီးပြိုကျထားတဲ့တချို့အဆောက်အုံတွေဟာ တလပြင်းမြောက်လာပြီမဲ့လေရှင်းလင်းဖြူချမှုတွေမလုံနိုင်သေးပဲတချို့တင်းဆောင်နေတဲ့တိုက်တာတွေဆိုအခုချိန်ထိဒီအတိုင်းပဲရှိနေသေးတယ်ဆိုပါလေတကယ်ဆိုဒီလိုသဘာဝဘေးကိစ္စရက်တွေကြောင့်ကြီးကြီးမားမားထိခိုက်ပျက်စီးမှုတွေကိုလက်ရှိတိုင်းပြည်ရဲ့အာဏာယူထားတဲ့သူဘယ်သူပဲဖြစ်ဖြစ်နိုင်ငံတော်အစ်စ်အနေနဲ့လုတ်ကိုလုတ်ပေးရမှာဖြစ်တယ်လို့အခုတော့တလပြေသွားလဲဘာမှထိထိရောက်ရောက်မလုံနိုင်ပဲ ြည်သူတွေကကိုထုကိုထနဲ့သာရှင်သန်ရက်တည်နေရတယ်လို့သခိုင်းနဲ့မန္တလေးမြို့နီငလင်တန်းတင့်ပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမန္တလေးမြို့မှာဆိုရင်ငလင်တန်းခံရတဲ့အထက်ဝင်ကြီးတက်နိုင်တဲ့သူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်ချမ်းသာကြွယ်ဝတဲ့သူတွေကတော့မြို့ကနေစွန့်ခွာသွားပြီးတခြားမြို့တွေမှာသွားရောက်နေထိုင်နေကြပြီဖြစ်တယ်လို့တဖက်မှာလည်းမန္တလေးက Sky Villa ပြုချမှုမှာဆိုရင်မိသားစုတစုရဲ့ရဲနာတွေနဲ့စိန်တွေကြောက်စိန်တွေကိုစစ်ကောင်စီလက်အောက်ခံမိသားတပ်ဖွဲ့နဲ့လုံခြုံရေးယူထားတဲ့စစ်တပ်ကရှာတွေ့တော့လေပိုင်ရှင်စီကိုပြန်မပေးပဲ အဲ့ဒီရန်နာနဲ့အတူထထားတဲ့မှတ်ပုံတင်တွေနဲ့ passport စာအုပ်တွေကိုသာပိုင်ရှင်ကိုပြန်ပေးသွားတဲ့အတွက်ရန်နာတွေအကြောင်းလိုက်မေးတော့လေဟိုလွှဲချဒီလွှဲချနဲ့မိသားစုကပြန်မရတော့ဘူးလို့အဲ့ဒီ sky villa မှာနေထိုင်တဲ့ရန်နာတွေပျောက်ဆုံးသွားသူမိသားစုဝင်ကိုယ်တိုင်ကရန်ကုန်ခေတ္တကိုပြောထားပါတယ် လက်ရှိမှာတော့စကိုင်းငလင်ကြီးလောက်ခတ်သွားပြီးဒါတလပြည့်မြောက်သွားပြီးဖြစ်ပေမဲ့လေစကိုင်းနဲ့မန္တလေးကငလင်တန်းသိမ့်ပြည်သူတွေဟာနိုင်ငံတော်အစ်စ်အနေနဲ့ထိရောက်တဲ့ကူညီမှုတွေမရပဲကိုထူကိုထနဲ့သာရက်တီရှင်သန်နေရတဲ့အတွက်တော်တော်ကိုအခက်အခဲဖြစ်နေပါတယ်လို့စကိုင်းနဲ့မန္တလေးမြို့နေငလင်တန်းသိမ့်ပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတဆက်သေးမှာပဲ မန္တလေးမြို့ကိုဗဟိုပြုပြီးပြင်အား4.4အဆင့်ရှိတဲ့ငလင်ဟာဧပြီလ28ရက်နေ့ဖြစ်တဲ့မနေ့ကညာပိုင်းမှာပဲထပ်မံလှုပ်ခတ်သွားမှုကြောင့်ပြည်သူတွေအထိတ်အလန့်ဖြစ်ခဲ့ရပြန်တယ်လို့ UNG ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ဒါကတော့ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်နောက်ဆက်တွဲငလင်ငယ်တွေဟာထပ်မံလှုပ်ခတ်မှုတွေရှိနေသေးရကနေဧပြီလ28ရက်နေ့ဖြစ်တဲ့မနေ့ကညာ10နာရီခွဲဝန်းကျင်လောက်မှာပဲမန္တလေးမြို့ကိုဗဟိုပြုပြီး ပြင်းအား၄.၄အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားတယ်ဆိုပါတယ်။အဲ့ဒီငလင်တန်းကိုမန္တလေးစကိုင်းနဲ့ပြည်သူ့မြို့ကပြည်သူတွေပါတိတတခန်းစားလိုက်ရပြီးမန္တလေးမြို့နယ်ပြည်သူတွေကတော့လမ်းမပေါ်တွေကိုစင်ပြေခဲ့ကြရသလိုတချို့လည်းနေအိမ်တွေမှာစက်ပအိတ်ရဲတော့ပဲစိုးရင်ထိတ်လန့်ခဲ့ရတယ်လို့မန္တလေးမြို့နယ်ပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်တလပြည့်တဲ့အထိနောက်ဆက်တွဲငလင်ငယ်တွေဟာထပ်မံလှုပ်ခတ်နေရမှာ။ အချိန်ပေါင်း150ကျော်အထိထပ်မံလှုပ်ခတ်ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းတိုင်းတိုင်းဒဝဲမြို့နယ်ကရေးဒဝဲအမှတ်၈ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့ဟာလီကွေ့တက်စကန်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတက်ခိုက်သိမ်းပိုက်မှုအတွေ့စစ်ကောင်စီတပ်သား16ဦးကိုလက်နက်16လက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့ဒုရကစစ်ကြောင်းကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့ဧပြီလ26ရက်နေ့ကပဲဒဝဲမြို့နယ်ကရေးဒဝဲအမှတ်၈ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့ အချက်ပတ်စကောင်စီရဲ့ဟာလီဝေးတက်စကန်ကိုဒေါ်လာရေးပူပေါင်းတက်တွေကဝင်းရောက်တက်ခိုက်ရမှာစစ်တပ်ကလေကြောင်းပစ်ကူတွေပေးနေတဲ့ကြားကပဲစကန်တစ်ခုလုံးကိုဒေါ်လာရေးပူပေါင်းတက်တွေကအပိတသိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီစကန်သိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဗိုလ်ကြီးတအုပ်ကတော့နေရာမှာပဲပွဲချင်းပြီးကိုတိတ်သွားပြီးနောက်ထပ်စစ်သား16ဦးကိုတော့လက်နက်16လက်နဲ့အတူဒေါ်လာရေးတက်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဒုရကစစ်ကြောင်းကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ က်မှာလေမကွေးတိုင်းစင်ပေါင်ပွဲမြို့နယ်ကအချက်ဖက်စကောင်စီရဲ့ဒနုံမြောင်ဂိတ်စကန်ကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကဗိုလ်ကြီးဖြိုးမောင်စိုးသူအပါဝင်၈ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်ပြီဒဏ်ရာရတဲ့သူတွေနဲ့အထိနာသွားကြပြန်တယ်လို့တရက်ခဲအမှတ်၅တရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ23ရက်နေ့ကပဲ စင်မောင်ဝဲမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ဒနုံမြောင်ကိစ္စကန်ကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကလမ်းကနေအသင်ဆောင်ပြီးကြပြတ်တက်ခတ်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့စစ်ကောင်စီဘက်ကဗိုလ်ကြီးဖြိုးမောင်စိုးသူအပါဝင်၈ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီးအထိနာသွားကြပြန်တယ်လို့တရခိုင်အမှတ်ငတ်တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာလေဘကိုးတိုင်းမင်းလာမြို့နယ်အတွင်းဝင်ရောက်လာပြန်တဲ့အကြက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား6ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေနဲ့ရှစ်ဆက်မတွေ့ရဲပဲဖြစ်နေတယ်လို့ဒါယာဝရီခိုင်3832နှစ် PDF တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ26ရက်နေ့ကပဲ မင်းလာမျိုးနဲ့ဘကူယုံမအဆက်မရှိတဲ့ဂျေးရွာတွေဘက်ဝင်ရောက်လာပြန်တဲ့အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သား6ဦးကတော့နေရာမှာတင်ပစ်လဲပြီးအသီးသီးသိမ်ကုန်ကြတာကိုအတိုင်းသားမြင်နေရသလိုနောက်ထပ်ဒဏ်ရာရတဲ့စစ်သားတွေလည်းများထားတဲ့အတွက်အဲ့ဒီစစ်ကြောင်းဟာလေကြောင်းပစ်ကူတွေပါခေါ်ပြီးရှစ်ဆက်မတိုးရဲပဲဖြစ်နေတယ်လို့ဒါယာရီခိုင်383ညနှစ်ပီဒီအက်တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ ओके okay. ถ้า